ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဥယောင်မင်းစုစည်းတင်ဆက်ထားပါတယ်။ဒီလက်ရှိဒီနေ့ဒါကဟိုထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေအရတော့ဗျ။ဟိုကျွန်တော်တို့တော်တော်များများရှာဖွေတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံမှာအဓိကမြန်မာရွှေပြောင်းလုပ်သားတွေတော်တော်များတယ်။မြန်မာများတဲ့အတွက်သတင်းလည်းများတယ်လို့ပြောလို့ရပါဘောနော်။အဓိကအားဖြင့်တော့ကျွန်တော်တို့ကထိုင်းနဲ့ပတ်သက်တဲ့သတင်းတွေဆိုအဓိကပါတွေ့လဲဆိုတော့ထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေပြောင်းမြန်မာလုပ်သားတွေကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းတာ ောက်တစ်ခုကထိုင်းနိုင်ငံတည်းကိုတရားမဝင်ဟုတ်လားကားကြီးတွေနဲ့ဝင်ရောက်လာတဲ့မြန်မာတွေကိုထိုင်းလာဝကတွေကဖမ်းမိတာစသည်အဖြစ်ပဲဗျတည်င်းတွေကတော့အများကြီးပဲရှိတယ်ဗျပြောရရင်တော်တော်ဟိုအရင်တော့ကဆိုရင်ထိုင်းနဲ့ပတ်သက်တဲ့အရင်တော့ကဆိုကျန်ခဲ့တဲ့1.20လောက်ကဆိုရင်ဒါမြန်မာလည်းနည်းတယ်လို့ပြောရရင်မြန်မာတော်တော်များများကလည်းအဲ့အချိန်မှာသူစည်းသူကမ်းနဲ့နေကြတဲ့အတွက်ဟိုကျွန်တော်တို့ကအဲ့တော့ဘာမှပို့ဆိုတဲ့တည်င်းလောက်တယ်ဗျတည်င်းလောက်တယ်အဲ့တော့မြန်မာနဲ့ပတ်သက်တဲ့တည်င်းက တော်တော်ရှားရတယ်မရှိသလောက်ရှားတယ်တခုလောက်ဖြစ်လာပြီဆိုလို့ရှိရင်လေအဲ့ဒါတည်ငြိဖြစ်တော့မြန်မာ community ကြားမှာဥပမာရင်ထားပါတော့ဗျာဟုတ်လားမြန်မာလူသားတယောက်မြန်မာလူသားတွေကိုတိုင်းလို့ရှင်ကအလကမပေးတာစသည်အားဖြင့်မလို့ဒါမျိုးလေးဖြစ်ရင်အဲ့တည်ငြိအကြီးဖြစ်တော့ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ဒီမှာကမြန်မာတော်တော်များများကလေသူစည်းသူကမ်းနဲ့နေကြတယ်လို့သူအခြေအနေနဲ့နေကြတယ် ဆိုတော့အဲ့တော့ပြဿနာတိတ်မရှိဘူးဈေးရောင်းလည်းပြဿနာမရှိဘူးတယောက်နဲ့တယောက်ကလည်းဟိုဂုံချောတာတွေဂုံတိုက်တာတွေဟိုပြိုင်ဆိုင်တာတွေမရှိကြဘူးဟလာဥပမာဖြင့်ကျွန်တော်တို့အလုံသမားအများကြီးနေတဲ့နေရာမှာမြန်မာတွေကနေပြီးတော့ထားပါတော့အိမ်ဆိုင်လေးတွေဖွင့်နေမြန်မာချင်းချင်းသွားဝယ်ကြတာပဲဘာမှမသိဘူးထိုင်းနေတချို့ထိုင်းနေဆိုအဲ့အဲ့အိမ်ကအဲ့ငှားထားတဲ့အခန်းအိမ်ဆိုင်မှန်းတော့မသိဘူးအဲ့လိုမျိုးလေးတွေတယောက်နဲ့တယောက်တူတူဟုတ်ဝါလေးတွေနေကြတာ အခုနောက်ပိုင်းကတော့ထိုင်းနိုင်ငံနဲ့ပတ်သက်ရင်တော်တော်များများကဟိုနိုင်ငံရေးနဲ့ကိုယ့်ရဲ့ဟလာဘယ်လိုခေါ်မလဲကိုယ့်ကြီးပွားတိုးတက်ရေးကို မခွဲခြားတတ်ကြတဲ့အခါကျတော့သူတို့ကနိုင်ငံရေးလုံးမဟလာဟိုသူတို့လူသိများမယ်လို့ထင်တဲ့အုပ်စုတွေရှိတယ်တချို့ကလည်းနိုင်ငံရေးနဲ့ပတ်သက်မှထမင်းစားရတဲ့အုပ်စုတွေရှိတယ်အဲဒီလိုအုပ်စုတွေကနေပြီးတော့အေးချမ်းစွာနေလို့တဲ့မြန်မာတွေကြားမှာ ပုံသဏ္ဍာန်မျိုးမျိုးနဲ့ခလောက်ဆန်လာတဲ့ခါကျတော့တည်င်းနေရလဲအများကြီးထွက်လာတယ်။ထိုင်းလူမျိုးတွေကြားမှာလဲမြန်မာတွေရဲ့ပုံရိပ်ကအရန်ကြဆင်တာဟုတ်လား။ဥပမာဟိုတခိုးခိုးပြီဆိုလဲတခိုးမိရင်မြန်မာဖြစ်နေတယ်။ဟုတ်လားသူများကသားများကိုသွားပြီးတော့ဗလကာယာပြုတယ်ဆိုလို့ရှိရင်လဲကြည့်လိုက်ရင်အဲ့ကောင်မြန်မာဖြစ်နေတယ်။ပြောရရင်မြန်မာတွေရဲ့ဟိုကျူးလွန်တဲ့ရာဇဝတ်မှုတွေဒုစရိုက်မှုတွေကထိုင်းနိုင်ငံမှာတော်တော်များလာတယ်။အခုနောက်ပိုင်းကနော်။ များလာသူပဲအဓိကအဖြစ်ထိုင်းနိုင်ငံကိုဘယ်လိုပုံစံမျိုးနဲ့ပဲသွားသွားမြန်မာဟိဆိုတာနဲ့ထိုင်းတွေကမလေးစားတော့ဒါကျွန်တော်အမြဲပြောခဲ့ပူပါတယ်အဲ့တော့ပြောရရင် ထိုင်းနိုင်ငံမှာမြန်မာတွေရဲ့ပုံရိပ်ကဟိုနေလူကကြဆင်းနေလို့ပြောလို့ရတာဗောနော်အဲ့တော့ဘာဖြစ်လဲဆိုမြန်မာသတင်းတွေကအများကြီးထွက်တယ်အများကြီးထွက်တယ်အရင်တုန်းကထိုင်းနိုင်ငံက immigration ကထိုင်းမှာမိတဲ့မြန်မာကိုဒီဘက်မြန်မာလောက်ကလက်ထဲကိုဟုတ်လား ဟိုကိုတိလက်ရောက်လာလွဲပြီးတယ်ဆိုတာမရှိသလောက်ပဲအရင်တော့ဆိုအဖမ်းနေဖမ်းပြီးတော့မြန်မာဘက်ကိုပြန်လွှတ်လိုက်တယ်ကွာဆိုပြီးတော့မိဂါမတ်တာပဲအဲ့လူကအိုက်ကရဲကထွက်သွားတာနဲ့အသာလေးတောင်ရင်ဆိုလေတောင်ရင်မြန်လေးဒါလေးကူးပြီးတော့ထိုင်းမဲ့ပြောင်းသွားတာရဲအမြင်လဲဘာမှမပြောဘူးပဲအဲ့လိုမျိုးပေါ့နော်အခုနောက်ပိုင်းကတော့ပြောရရင်တော်တော်လေးမြန်မာတွေရဲ့ပုံရိပ်တွေတော်တော်ကြာလာတယ်ထိုင်းနိုင်ငံမှာအဲ့အဲ့လိုမျိုးပေါ့အဲ့တော့ထိုင်းနဲ့ပတ်သက်တဲ့သတင်းတွေကအခုနောက်ပိုင်းကရှာဖွေရတာအရန်လွယ်တယ်သို့ပေမဲ့ကျွန်တော်တို့က နေတိုင်းဖြစ်နေတဲ့တည်င်းကြတော့လေကျွန်တော်တို့ကတိတ်ပြီးတော့လူကစိတ်မဝင်စားကြတဲ့အခါကျတော့ကျွန်တော်တို့ကတည်င်းဘာလေးများတည်င်းထူးမလဲလို့ဟာလေးရှားရတာပေါ့နော်အဓိကအဖြစ်အစိုးရအနေနဲ့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတွေနဲ့ပတ်သက်ပြီးတော့ဘလို့စီမံခန့်ခွဲနေလဲဆိုတဲ့တည်င်းတွေကိုရှားရှားတော့ဒီနေ့တည်င်းတစ်ပုဒ်ဒီတည်င်းကလည်းတည်င်းဌာနတော်တော်များများကလည်းဒီတည်င်းကိုတော်တော်ဖော်ပြပြီးသွားပြီပေါ့နော်ဒါပေမဲ့လည်းကျွန်တော်အခု30ချက်နဲ့ဆိုနိုင်ပိုင်းမဲ့ကွာအောင်ပါပေါ့နော်သူကရေးထားတာပါလဲဆိုတော့ passport pg pg နဲတဲ့ ထိုင်းတနိုင်ငံနဲ့ဒါသွားခွင့်ပြုမယ်ဆိုပြီးပြုသွားခွင့်ပြုမယ်ဆိုပြီးဆိုဆိုဒီတည်င်းဌာနကပြောရရင်လက်ရှိနိုင်ငံတော်အစိုးရကိုဟိုဘယ်လိုခေါ်မလဲမျက်မှန်စိမ်းတက်ပြီးကြည့်ရတဲ့တည်င်းဌာနအဲ့တော့ तू ကတော့အဓိကအပြင်တော့ तू ကတော့အာမင်းတို့မှတ်ပြီလားကွာဆိုတဲ့ပုံစံမျိုးနဲ့ဒီတည်င်းကိုရေးထားတာပေါ့နော်ပြီးရေးထားတာကလည်းထိုင်းရောက်မြန်မာနိုင်ငံသားများမြေလူမျိုးဝါဖြစ်ကြောင်းထောက်ခံစာ Certificate of Identification CI ပေါ့နော်စာအုပ်မှနိုင်ငံကူးလက်မှတ် Passport for Job PJ စာအုပ်ပြောင်းလဲချိန်တွင်နဲ့ထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ရသည်ဆိုသည့်မှတ်ချက်ကိုနိုင်ငံကူးလက်မှတ်များ၌ယနေ့မှစတင်၍တုံးထုပေးနေကြောင်းသိရတယ်။သူက passport ရဲ့နောက်ကျောမှာတင်တယ်။နောက်ကျောမှာ for thailand only ဆိုပြီးတော့သူအဲ့လိုတုံးထုတာပေါ့နော်။ကျွန်တော်တိတိရတယ်တဲ့။ယနေ့မှစပြီးထိုင်းနိုင်ငံဘန်ကောက်မဟာချိုင်းမှာရှိတဲ့ CI ရုံးမှာတဲ့ passport တက်တန်းတိုးသူများ CI မှ PG အလုပ်လုပ်ခွင့်ရ passport အနီရောင်ပြောင်းသူများအနေနဲ့ထိုင်းတနိုင်ငံနဲ့သွားလာခွင့်ရသည့် passport for thailand only အဲ့တော့အဲ့တုံးထုတ်လိုက်တာ passport for thailand only မြန်မာနိုင်ငံကလက်မှတ်ကိုထုတ်ပေးနေကြောင်းသိရတယ်တဲ့ထို့ကြောင့်အဆိုပါ pg စာအုပ်များဖြင့်အခြားနိုင်ငံများသို့သွားရောက်ခွင့်မရတော့ဘဲထိုင်းတနိုင်ငံတည်းတွင်သာ နေထိုင်လုပ်ကိုင်ခွင့်ရတော့မည်ဖြစ်ကြောင်းတဲ့ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်သည့်ရွှေပြောင်းလုပ်သားများသည်နေထိုင်ခွင့်အတွက်မြေလူမျိုးဝဖြစ်ကြောင်းတက်သေးကံ certificate of identification identity ပေါ့နော် စာအုပ်ရှိမှသာဥပဒေအရတရားဝင်အလို့သမားအဖြစ်သတ်မှတ်ခံရပြီး CI ဖြစ်နေထိုင်အလို့လုပ်ကင်နေသည့်မြန်မာလူသားတန်းနေချီရှိနေကြောင်းအလို့သမားကြီးဆောင်ရွက်သူများထံသိရသည်သူကဒီသတင်းလေးကိုဒီလောက်လေးပဲရေးလိုက်တာဒါပေမဲ့ကျွန်တော်တို့ကဒီသတင်းနဲ့ပတ်သက်ပြီးတော့သိတယ်တော်တော်များများထဲထဲဝင်ဝင်သိတယ်အခုကထိုင်းနိုင်ငံမှာကနိုင်ငံရေးပြဿနာတွေရှိတယ်မြန်မာတွေအများများလာတယ်နောက်ပြီးတော့ဒူးဆဲမှုတွေများလာတယ်နိုင်ငံရေးနဲ့ຫນွယ်တဲ့ဒူးဆဲမှုတွေများလာတဲ့အခါကျတော့မြန်မာတော်တော်များများက ိုင်းနိုင်ငံမှာတိတ်အလုံးလုံးအလုံးမလုချင်ကြတော့အေးအေးချမ်းချမ်းကိုဘွားနေကိုဟိုဘလို့ခေါ်မလဲအလုံးလေးလုတ်ပြီးတော့ကိုယ်ဝင်ဝင်ကိုရှာကျင်တဲ့သူတွေอ่ะအဲ့တော့တို့ကတော်တော်များများဘာလုပ်လဲဆိုတော့ passport ရအောင်လုပ်တယ် passport ရလာရင်တချို့ကမလေးရှားကိုသွားတယ်တချို့ကထိုင်းကနေစင်စင်ကာပူကိုသွားတယ်တချို့ကဒူဘိုင်းကိုသွားတယ်ဒူဘိုင်းသွားတဲ့လူတွေကနောက်ပိုင်းထိုင်းနိုင်ငံမှာတော်တော်များလာတယ်လို့ကျွန်တော်တို့ဒီလိုသိရတယ်ဘာကြောင့်လဲဆိုတော့တော်တော်များများကဒူဘိုင်းမှာကမြန်မာလုံသားလိုအပ်ချက်က တော်တော်များလာတယ်မြန်မာလူသားလူဝဲချက်များလာတဲ့အမျှမြန်မာနိုင်ငံကသွားဖို့ကြတော့လေတချို့ကိစ္စတွေမှာလာ passport လို့ရပါ냐နည်းနည်းခက်ခဲတယ်လို့ပြောတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့မြန်မာတော်တော်များများကထိုင်းနိုင်ငံတွေကိုတရားမဝင်ဝင်နေဝင်ပြီးတော့သူက CI သွားလုပ်လိုက်တယ် CI သွားလုပ်လိုက်ပြီးတော့သူက CI လုပ် CI ရတာနဲ့ passport သွားရှောက်လိုက်တယ် passport ရပြီဆိုတော့နဲ့ဒူဘိုင်းကိုသွားရင်သွားတယ်မသွားရင်စင်ကာပူကိုသွားတယ်မလေးရှားတော့တိတ်မသွားကြအောင်အဓိကစင်ကာပူနဲ့ဒူဘိုင်းကိုသွားကြတယ်ဒူဘိုင်းတို့ နောက်တခြားဝတာတခြားဝကျွန်တော်တို့ဒီအရှိလေပိုင်းနိုင်ငံတွေကိုသွားကြတယ်အဲ့ကနေတဆင့်အဲ့တော့တို့ကဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံလောက် passport လောက်ရတာမကြတော့ဘူးဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့တော်တော်များများကအဲ့လိုသွားလာတာကြားတဲ့အခါကျတော့ကျွန်တော်ထင်တာကဒါနဲ့ပတ်သက်ပြီးတော့ဟုတ်လားဟို passport for thailand only ဆိုပြီးတော့ရိုက်တယ်လို့ကျွန်တော်တို့ကဒီလိုသုံးသက်တယ်ဒီလိုသုံးသက်တယ်ဘာလို့ဆိုတော့ဒါကဘာကြောင့်ဒီလိုထုတယ်ဆိုတာကတော့ အဲဒီပြောရရင်နိုင်ငံတော်အစိုးရရဲ့နိုင်ငံရေးဝန်ကြီးဌာနမှာရှိတဲ့အာဏာပိုင်တွေပဲသိလိမ့်မယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ကခုနကျွန်တော်ပြောတာကဒါကကျွန်တော်ကသုံးသက်ကြည့်တာဒီလိုအကြောင်းအကျောင်းဖြစ်ဖို့များတယ်လို့เนาะကျွန်တော်ပြောချင်တာဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာကဟိုကျွန်တော်တို့ဟလာပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်ပြောမှုပါတယ်တော်တော်များများကအဲမြန်မာနိုင်ငံကနေပြီးတော့စင်ကာပူသွားဖို့ဆိုတာတော်တော်လေးခက်တယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံကနေစင်ကာပူဗီဇာတော်တော်ခက်တယ်လို့ပြောတယ် နောက်တော့မြန်မာနိုင်ငံကနေတခြားနိုင်ငံတွေပေါ့ဗျာထားပါတော့ဥမာပြင်ကိုရီးယားပဲဖြစ်ဖြစ်ဂျပန်ပဲဖြစ်ဖြစ်ဟိုသူအနေနဲ့မြန်မာပြည်ကနေတိုက်ရိုက်သွားဖို့ဆိုတာအတော်ခက်တယ်အတော်ခက်ကြတဲ့ခါကျတော့တော်တော်များများကဘာလုပ်လဲဆိုတော့အဲကျွန်တော်တို့တာချီလေးကိုသွားတယ်တာချီလေးကိုသွားတာချီလေးကနေဟိုဘက်မှာမင်ဆိုင်ကိုသူတို့ကလှင်းနဲ့ကူလိုက်တယ်မင်ဆိုင်ရောက်လို့ရှိရင်ပတ်စုပြလိုက်တယ်ပတ်စုပြရင်ထိုင်းနိုင်ငံနဲ့ရောက်သွားတယ်အဲတာချီလေးကနေပြီးတော့သူကတာချီလေးမင်ဆိုင်ကနေပြီးတော့သူတို့ဘာလုပ်လဲဆိုတော့ဘန်ကောက်ကိုကားစီးတယ် ဘန်ကောက်ကနေတဆင်အဲ့တက်ဆိုင်ရာတန်ယုံနေမှာသူတို့ကဗီဇာယူပြီးတော့အဲ့ကနေတဆင်သွားကြတယ်ဒါမျိုးတွေလောက်ကြတယ်ဆွဲကကြတော့အခုကဒီလိုလုပ်လိုက်တယ်ဆိုတော့ပြောရလို့ရှိရင်ထိုင်းနိုင်ငံနဲ့မှရှိပြီးသား CI ရတဲ့သူတွေအနေနဲ့တခြားနိုင်ငံကိုသွားဖို့မလွယ်တော့ဘူးလို့ကျွန်တော်တို့ဒီလိုသုံးသပ်တာဥပမာပြင်ထားပါတော့ဟုတ်လားထိုင်းနိုင်ငံမှာအဲတရားမဝင်တော့ဟုတ်တယ်ဒါဥပမာပြင်ငစီလိုကောင်မျိုးတွေငစီလိုဆိုတာဒူးဆက်သမားတွေပေါ့နော်ဒူးဆက်သမားတွေ သူတို့တွေကဘာလို့ထိုင်းနိုင်ငံမှာ CI နဲ့ပတ်စိုးလို့ရတာအရန်လွယ်တယ်လို့ကျွန်တော်တို့ကြားတယ်။နော်ကျွန်တော်တို့ကြားတယ်။ပွဲသားတွေကတစ်ဆင့်လုပ်တယ်။ပန်ယုံပွဲသားတွေရှိတယ်။နော်အဲတစ်ဆင့်လုပ်တယ်ကိုကြားတယ်။အဲ့တော့ဒီထိုင်းနိုင်ငံမှာလုတ်လိုက်တဲ့ပတ်စိုးအားလုံးအား Passport for Thailand only လို့ရိုက်လိုက်တဲ့အတွက်သူဟာထိုင်းနိုင်ငံကနေတခြားနေရာကိုသွားလို့မရတော့သွားလို့မရတော့ဒါဘာကြောင့်လဲဆိုတော့ဒါကမြန်မာအစိုးရကရိုက်တဲ့တုံးအဲဒါမျိုးကြီးပေါ့နော်။အဲ့တော့ဒါတွေကြောင့်မလို့ဒီလိုလုတ်တယ်လို့ကျွန်တော်တို့ကသုံးသက်တယ်သုံးသက်တယ်ဒါကတော့ ကောင်းချင်းဆိုချင်းကတော့ဒါတဖြည်းဖြည်းနဲ့သူတို့ feedback တွေလာမှာပေါ့နော် feedback တွေလာမှာလက်ရှိအနေထားတော့တည်င်းဖြစ်တည်မှုကတော့ဒီလိုရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ကောင်းချင်းဆိုချင်းဆိုတာကတော့ထိုင်းနိုင်ငံမှာရှိနေတဲ့တကယ်ကြုံတွေ့နေရတဲ့အလုံသမားတွေကသူတို့ရဲ့အဖြစ်အပျက်ကိုသူတို့ကိုယ်တိုင်ပြန်ပြောပြမှာပဲကျွန်တော်တို့သိရမှာဖြစ်တယ်လို့နော်ဒီသတင်းလေးကိုကျွန်တော်ကျွန်တော်သုံးသပ်ခြင်းတယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဗမော်နဲ့ဗမောက်ပေါ့နော်အိုက်ဘတ်ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်တိုက်ပွဲသတင်းတွေရဗမော်နဲ့ဗမောက်ကတော့အဓိကအပြင် KIA နဲ့အဓိကတပ်မတော်နဲ့ခြားနေရပါဘောနော် ဗမော်တိုက်ပွဲဆိုလို့ရှိရင်နှစ်နဲ့ချီပြီးကြာသွားပြီကျွန်တော်တို့သိတယ်လို့တော့နော်နှစ်နဲ့ချီကြာသွားပြီဗမော်ဒေတာမှာရှိတဲ့တက်မတော်ကို KIA အုပ်စုတွေနဲ့ PDF အုပ်စုတွေကလာတိုက်တာဒီကနေ့ဒီချိန်ထိ KIA နဲ့ PDF တွေကဗမော်ကိုမသိမ်းပိုက်နိုင်တယ်လို့တက်မတော်ကတော့ဗမော်ကိုတော်တော်များများနေရာတော်တော်များများကိုအထိန်းချုပ်ပြီးပြီလို့ကျွန်တော်တို့သိရတယ်ဒါပြီးခဲ့တဲ့ရက်ပိုင်းမှာ PDF နဲ့ NUG အုပ်စုတွေကသူတို့တွေကဗမော်မျိုးကိုသိမ်းလိုက်တယ်ဆိုပြီးတော့သူတို့တွေဒီလိုမျိုး အတန်ထွက်တာရှိတယ်တန်ထွက်တာရှိတယ်ဒါကလည်းကျွန်တော်တို့ကကြံတဲ့စီသုံးသက်ချက်တည်င်းတွေလိုက်ဖက်ကြည့်တဲ့အခါကျတော့အဓိကအားဖြင့်တော့ဗမောက်မျိုးကဘာလဲဆိုတော့အဓိကကသူကဒီတချို့ KIA စစ်ကြောင်းတွေကိုဗမောက်ကိုရောင်ပြပြီးတော့ဆွဲခေါ်လိုက်တယ်တက်ကဆွဲခေါ်ပြီးတော့တက်ကစုပ်ပေးလိုက်တယ်ဗမောက်မှာဒီကောင်တွေဟာလာဟိုဘလိုခေါ်မလဲအထိုင်ကျနေတဲ့အချိန်မှာဘေးကပျောက်ပတ်ဝိုင်းပြီးတော့ အဲဒါတွေကိုဒီနေရာနေပြန်ထွက်လို့မရအောင်ပြန်ပြီးတော့ဒီလိုဟိုလိုလုပ်တယ်လို့ကျွန်တော်တို့ကမာဗျာရဗမောက်ကိုစုပ်ပေးလိုက်ရတယ်ဆိုပြီးတော့တချို့စီရေးတရင်သုံးသက်ချက်သူတွေကသုံးသက်ထားတာတွေကျွန်တော်တို့တွေ့ရတယ်တွေ့ရတယ်ဒါပေမဲ့အဲ့ဒါတွေကလည်းကျွန်တော်တို့ကဟိုတက်တက်ကိုမသုံးသက်ပြတာပေါ့ဗျာဘာလို့လဲဆိုတော့ဒီအချိန်မှာကတချို့စီရေးတရင်နဲ့ပတ်သက်တာတွေကနည်းနည်းဟိုထိလေရှလေဖြစ်တာပေါ့နော်ဘာကြောင့်လဲဆိုတော့တက်မတော်အနေနဲ့လည်းထုံရှုံသွားတဲ့နယ်မြေတွေကိုတစ်ခုပြီးတစ်ခုဟလာဟိုဘယ်လိုခေါ်မလဲပြန်လဲသိမ့်ပိုက်နေဆိုတော့အားလုံးတွေ့တဲ့အတိုင်းပဲ ဒါပေမဲ့ဒီလိုပြန်လဲသိမ့်ပိုက်တဲ့နေရာမှာတက်မတော်ရဲ့မဟာဗျူဟာတွေနီးဗျူဟာတွေပြန်လဲသိမ့်ပိုက်တဲ့ထိုးစစ်တွေရဲ့ပုံသဏ္ဍာန်တွေကပြောင်းလဲလာတယ်။အဲ့ပြောင်းလဲလာတာကြီးတွေကိုကျွန်တော်တို့ကဒီလိုအချိန်မျိုးမှာအတက်ကတော့အရင်တော့ဆစ်ကိုဘလို့တိုက်တယ်။ဒီနေ့ဒီချိန်မှာတော့ဆစ်ကဘလို့တိုက်လာတယ်လို့သွားပြောလိုက်ရင်တစ်ဖက်မှာရှိတဲ့ရန်သူကဒီမဟာဗျူဟာတွေကိုတတိထားမိသွားနိုင်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်တွေတိတ်မလုပ်သေးဘဲနဲ့နည်းနည်းလက်ရှောင်လာတာဖြစ်တယ်နော်လက်ရှောင်လာပြအခုကိုလည်းကျွန်တော်တို့ကစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဖတ်ပြမယ်ဖတ်ပြပြီးတော့ ဒီစစ်ပွဲတွေကဟာလာဒီမျိုးကိုရလိုက်ရင်တက်မတော်အတွက်ဘလို့အကျိုးမြတ်တွေရနိုင်တယ်ဆိုတော့အဲ့လောက်ပဲကျွန်တော်သုံးသပ်ပြမယ်တက်မတော်ရဲ့ဟာလာတိုက်စစ်အဲတိုက်စစ်စီရေးဗျူဟာတွေစသည်အဖြစ်ပေါ့နော်ဓာတ်တွေထိုးစစ်နီးဗျူဟာတွေဓာတ်တွေပြောင်းလဲလာတာတွေကိုတော့ကျွန်တော်သိပြီးတော့အသေးအကျယ်တွင်ကျွန်တော်သုံးသပ်မှာမဟုတ်ဘူးရေးထားတာဒီမှာတိုက်ပွဲနဲ့ပတ်သက်ပြီးသူရေးထားတာကဗမော်ဘက်တိုက်ပွဲဖြစ်ပွားနေစေဖြစ်ပြီးဗမောက်ဘက်မှာလည်းစီရေးဆက်လက်တင်းမာနေတဲ့ကချင်ပြည်နယ်ဗမော်မြို့ဘက်မှာတဲ့လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတယ်ဖြစ်ပြီးကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်ကတာခရိုင်ဗမောင်းမြို့နယ်ဘက်မှာလည်းလက်ရှိအထိစီးရဲတင်းမာနေတယ်ဖြစ်ကြောင်းဒေသခံတွေစီကသိရတယ်တဲ့ဗမော်ဘက်စက်တင်ဘာ25ရက်နေ့မနက်ပိုင်းကလည်းဝိုင်းတွဲနဲ့ဘုံလာကျဲသွားတယ်ဗမော်ကိုစစ်တပ်ကအကုန်လုံးမသိမ်းသေးပါဘူးတဲ့ KIA နဲ့အဖွဲ့တွေကနေရာတော်တော်များများကဆုတ်ထားရတယ်ဘာပစ္စည်းတစ်ခုမှမချန်ထားခဲ့ဘူးလို့သိရဆိုပြီးတော့ KIA နဲ့နှီးဆက်သူတယောက်ကပြောတယ်တဲ့ဒါအပြင်စကိုင်းနဲ့ ကချင်အဆက်စကိုင်းအထက်ပိုင်းကတာခရိုင်ဗမောင်းမျိုးဘက်မှာလဲစီရီတင်းမာနေတဲ့ဖြစ်ကြောင်းဒေသခံတွေစီကသိရတယ်တဲ့ဗမောင်းမျိုးပေါ်လုံးဝမငြိမ်ဘူးရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းငြိမ်ပြီးတော့အရှေ့ပိုင်းနဲ့အနောက်ပိုင်းနည်းနည်းလှုပ်လာတယ်ဆိုပြီးတော့ဒေသခံတယောက်ကပြောတယ်တဲ့အဲဒီသတင်းဌာနကိုစက်တင်ဘာ24ရက်နေ့ညကလည်းဗမောင်းမျိုးနဲ့လေးသီးကျေးရွာအုပ်စုခမိုးရွာဘက်မှာလေချောင်းနဲ့ဘုံကျဲသွားတာကြောင့်ရွာသားတွေတော်တော်လေးထိသွားတယ်လို့ကြားသိရပြီးတော့တဲ့ရွှေညောင်ပင် ပင်စီမော်ကျေးရွာအုပ်စုညောင်မင်းသာဘက်လေလေချောင်းနဲ့ဘုံလာကျဲလို့ဒေသခံတွေအကုန်တချို့ဖနက်တောင်မပါဘဲထွက်ပြေးတိတ်ဆောင်ကြရလို့အဲ့ဒီဒေသခံကပြောတယ်တဲ့သတင်းဌာနကဗမောက်မျိုးတင်ထားပြီးနောက်မျိုးတဲတော့မဝင်ခိုင်းသေးတာကြောင့်လက်ရှိအထိဖုံးအဆက်တွေမရသေးတဲ့မိသားစုတွေနဲ့အဆက်တွေပြတ်နေကြလို့ဆိုရဲဗမောက်မျိုးအနယ်ဘက်မှာတဲ့လေချောင်းနဲ့မကြာခဏဘုံလာကျဲတက်တာကြောင့်သတိနဲ့နေကြရပြီးတိုက်ပွဲထပ်ဖြစ်လာနိုင်တာကြောင့်စိုးရိမ်နေရကြောင့်ဒေသခံတွေကသိရတယ်လို့ပြောတယ် ဆိုတော့ပြောရရင်တော့ဗမောမှာတော့နှစ်ဖက်အပြန်လန်တိုက်ခိုက်နေကြတော့မယ်ဗမောမှာလည်းဒီလိုပဲနှစ်ဖက်အပြန်လန်တိုက်ခိုက်နေကြတော့မယ်အဲ့တော့ပြောလို့ရှိရင်လက်ရှိနေသားမှာတော့ကချင်ပြည်နယ်ထဲမှာကနေရာတော်တော်များများမှာတိုက်ပွဲတွေဖြစ်နေလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့စိုက်တောင်ပေါ့နော်စိုက်တောင်တို့ကျွန်တော်တို့ဒီကြောက်စိမ့်ထွက်တဲ့ဒေသတွေမှာလည်းတိုက်ပွဲတွေတော်တော်များများဘယ်လိုခေါ်မလဲစီးရေလှောက်ရှားမှုတွေတော်တော်များများရှိရဆိုတဲ့သတင်းတွေဖတ်ရတယ်။ ဒါပေမဲ့ကျွန်တော်ကအဲ့တည်င်းတွေတဲကမှဒီဗမောက်နဲ့ဗမောကိစ္စကိုဘာကြောင့်ဆွဲထုတ်ပြီးပြောလဲဆိုတော့ဒီတိုက်ပွဲတွေကလက်ရှိအနေအထားမှာအဲတော်တော်လေး hot ဖြစ်တဲ့တည်င်းတွေဖြစ်နေလို့ကျွန်တော်ကဒါကိုဆွဲထုတ်ပြီးပြတာဒီအရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သုံးသပ်မယ်ဆိုအများကြီးသုံးသပ်လို့ရစီးနီးပြူဟာတွေဟာလာတကယ်တက်မတော်ရဲ့ဘာကြောင့်လို့ဒီမျိုးနှမျိုးမှာစစ်ပွဲကိုဆွဲထားတာလဲဒါမျိုးတွေကျွန်တော်တို့အများကြီးသုံးသပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ခုနကပြောခဲ့သလိုပဲကျွန်တော်တို့ကဒါတွေကိုသွားသုံးသပ်လိုက်လို့ရှိရင် တက်မတော်ရဲ့ပြောင်းလဲလာတဲ့စစ်နည်းပြူဟာတွေနဲ့တက်မတော်ရဲ့စစ်ကစားပုံတွေကိုတစ်ဖက်ကရိပ်မိသွားနိုင်တယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့တော့ဒါတွေကိုအသေးစိတ်ကျွန်တော်တို့သုံးသပ်ပြမှာမဟုတ်တော့ဘူး။ဒါပေမဲ့ခုနကျွန်တော်ပြောသလိုပေါ့တက်မတော်ကလက်ရှိအနေထားမှာစစ်ဖြစ်နေတဲ့နေရာတော်တော်များများမှာအပဟန်းကတိုက်နေရတယ်နော်အနိုင်နဲ့ကစားနေရတာဖြစ်တယ်လို့ကျွန်တော်အဲ့ဒါကိုတော့ကျွန်တော်အကျဉ်းသိကျွန်တော်ပြောနိုင်တယ်လက်ရှိနေထားမှာကျွန်တော်တို့ဒီ စစ်ပွဲနဲ့ပတ်သက်တဲ့အဲ့လားကျွန်တော်တို့ဒီတက်မလွန်နဲ့ပတ်သက်ပတ်သက်တဲ့ဒီစစ်ရေးသတင်းတင်နေတဲ့လူတွေရဲ့ page တွေကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တက်မလွန်ဘက်က drone တွေနဲ့ပစ်တဲ့အခါမှာတကယ်ဟိုဘလို့ခေါ်မလဲဟိုပြစ်မှတ်တွေတိကျတာတို့နောက်ပြီးတော့ကျွန်တော်တို့တက်မလွန်ရဲ့ drone တွေကအောက်မှာရှိနေတဲ့ရန်သူရဲ့လှုပ်ရှားမှုကိုတော်တော်ပြက်ပြက်ထင်ထင်မြင်ရတယ်ပြောလို့ရှိရင်တော့အဲတော်တော်လေး drone နဲ့ပတ်သက်တဲ့ကျွန်တော်တို့ drone နည်းပညာပိုင်းရဲ့နောက် drone ရဲ့အဆင့်မြင့်မှုဘိုင်းမှာရဲ့တက်က တစ်ဖက်မှာရှိနေတဲ့ရန်သူတက်၃လေးစတာလာတယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်လို့ရတယ်။နော် drone နည်းပညာပိုင်းဆိုလို့ရှိရင်ထားပါတော့ဗျာ။ဒီ drone နဲ့ဘယ်လိုစစ်တင်တိုက်ခိုက်ရတယ်။ဟုတ်လား drone နဲ့သူတို့အနေနဲ့ရန်သူကိုဘယ်လိုချောင်းချောင်းတိုက်ခိုက်ရတယ်။ဒါတွေတော်တော်များများကိုတော်တော်လေးစွမ်းဆောင်နိုင်လာတာကိုကျွန်တော်တို့ဒီသတင်းတွေမှာပြရတယ်လို့နောက်တစ်ခုကတက်မတော်ရဲ့ drone အခြေသေးတွေပေါ့နော်။အရင်တော့ဆိုလို့ရှိရင်ဟုတ်လားတက်မတော်ကကျွန်တော်တို့တချို့တက်မှုတွေပိုင်းနဲ့စကားပြောရတဲ့ခါကျရင်သူတို့မီဂန်မက်ကတာကျွန်တော်တို့ ် VGA drone အသေးလေးတွေကျွန်တော်တို့တွေ့ပါတယ်ဟိုလက်နှစ်ဝါးသာလောက်ရှိတဲ့ drone လေးတွေပေါ့နော်အဲ့လောက်လေးတွေနဲ့ကိုတို့ကဟိုရန်သူကိုဟိုကင်းထောက်ရတဲ့သဘောရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာတပ်မတော်ကတုံးတဲ့ drone ကြီးကတကယ်မဟာဗျူဟာမြောက် drone တွေနောက်ပြီးတော့ဘုံကလည်းပြောရရင်ချိန်တဲ့ဘုံကလည်းဘုံကြီးတော်တော်များများချိန်လို့ရတယ်ဒါတွေကကျွန်တော်တို့ဒါ online မှာတပ်မတော်ထိုးသိစင်နေတာကိုကြည့်ရင်အားလုံးသိနိုင်တာပေါ့နော်ဆိုတော့ဒါမျိုးတွေအသုံးပြုလာတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့တက်ကဟိုပြောရရင်ရန်သူစခန်းတွေတော်တော်များများကိုချိန်ကြောက်နိုင်လာတယ် ြန်သိမ်းလိုက်နာတယ်ပြီးခဲ့တဲ့ဂျပိုင်းတွေကတည်င်းနေမှာဆိုရင်ဘယ်လောက်ထိလဲဆိုရင်တက်မတော်ကလိုက်စားလို့နေရာမျိုးကိုတောင် drone နဲ့ဘုံသွားကျဲပြီးတော့ဒါပြောရရင်ဒါ KIA ရဲ့ဌာနချုပ်ဖြစ်ခဲ့မှုတဲ့နေရာပေါ့နော်ဒါပေမဲ့တချို့ကတော့လက်ရှိထိလဲအဲ့မှာဌာနချုပ်ရှိသေးရဲ့လို့ပြောတယ်တချို့ကတော့အဲ့မှာဌာနချုပ်မရှိတော့ဘူးလို့ပြောတယ်အဲ့ဒီလိုနေရာမျိုးတွေကိုတောင်တက်မတော်အနေနဲ့ဒီ drone နဲ့သွားပြီးတော့ချင်းချောင်းနိုင်တဲ့အဆင့်တွေဖြစ်လာတယ်ဆိုတော့ဒါကဘာကိုပြောလဲဆိုတော့တက်မတော်အနေနဲ့ drone နည်းပညာပိုင်းမှာ ဒီအချမ်းဖတ်အုပ်စုတွေထက်အများကြီးနှိပညာတာလာတယ်လို့ drone ရဲ့လိုခေါ်မလဲ quality ပေါ့နော် အရေးအသွေးလဲဒီအချမ်းဖတ်အုပ်စုတွေတုံးတဲ့ drone အရေးအသွေးထက်ကောင်းတဲ့ drone တွေကိုအသုံးပြုလာနိုင်တယ်လို့ကျွန်တော်တို့ဒီလိုမျိုးသုံးသပ်တယ်ဒီလိုသုံးသပ်တယ်ဒါကြောင့်မလို့ပြောရရင်အခြေဘက်မှာပဲဖြစ်ဖြစ်ကြားဘက်မှာပဲဖြစ်ဖြစ်ကြားမှာလည်းအခုတိုက်ပွဲတွေရှိတယ်နော်ကြားမှာလည်းတိုက်ပွဲတွေရှိတယ်ကြားမှာပဲဖြစ်ဖြစ်ဒီကကရင်ဘက်မှာပဲဖြစ်ဖြစ် တက်မလို့ရဲ့ဒီဘလို့ခေါ်မလဲစစ်ပွဲတော်တော်များများကဟိုတချို့မျိုးတွေဆိုရင်တက်ကမသိမ်းမဲထားတာပဲရှိတယ်ဟာမသိမ်းမဲမသိမ်းမဲနဲ့အဲ့နေရာကိုစစ်မြူပြီးတော့ဟိုပြောရရင်ဒီနေရာကိုစစ်မြူပြီးတော့အသားလေး drone နဲ့သွားကျဲလိုက်ပြန်လာလိုက်စစ်တိုင်မလို့အယောင်ပြလိုက်ဒါမျိုးလေးပြောရရင်တစ်ဖက်ကရန်သူကိုတော်တော်လေးပြန်ကစားနိုင်လာတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ချင်တာเนาะဒီလိုသုံးသပ်ချင်